ားလုံးပဲမင်္ဂလာပါ Forever Gonna Facebook နဲ့ TR YouTube Channel တို့ကကြိုဆိုပါရစေ။ ကျွန်တော်ဒီကနေ့ညမှာတော့အာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းကြောင့်လေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြရအောင်။ဒါဟိုတနေ့ကချန်ပီယံလိပွဲစဉ်အပီးဒါကစားသမားတွေအင်တာဗျူးပြုလုပ်ထားတဲ့ဒါသတင်းကြောင့်ရလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်ကြပါလေ။ဒါအရင်ဆုံးအနေနဲ့ကျွန်တော်ရဲ့ဒါအာဆင်နယ်တင်းရဲ့ဂိုးသမားဒေးဗစ်ရာယာကိုတဲ့အင်တာဗျူးမေးတဲ့သူကတော့ဒါဒေးဗစ်ရာယာအနေနဲ့ဒီအသေးမှာကစားရတာဘယ်လိုချင်နေရှိလဲ။အာဆင်နယ်တင်းကတကယ်ပဲဖလားအလုံးကိုစိန်ခေါ်နိုင်တဲ့အသင်းအသင်းပြည့်ရှိနေပြီလားဆိုပြီးတော့ဒါသတင်းမီဒီယာတွေကမေးထားတယ်။ဒီပုံမှာတော့ဒေးဗစ်ရာယာ ာကကျတို့အာဆင်နယ်အသင်းမှာကစားရတာတိတ်ကိုကောင်းတဲ့ခံစားချက်တစ်ခုကိုရပြီးတော့ဒါအာဆင်နယ်အသင်းကဖလားအလုံးကိုစိန်ခေါ်နိုင်တဲ့အသင်းတစ်သင်းဖြစ် ဒါရှိနေတယ်ဆိုပြီးတော့ဒေဗစ်ရာယာကပြောကြားထားတယ်တစ်ဆက်တည်းမှာပဲဒေဗစ်ရာယာကအာကျွန်တော်တို့အာဆင်နယ်အသင်းမှာကစားသမားတွေများစွာရှိပြီးတော့ဒါကစားသမားတယောက်ကို200လောက်300လောက်ထိဒါကစားနိုင်တဲ့အရေးချင်းရှိကစားသမားတွေအများကြီးရှိပြီးတော့ဥပမာအားဖြင့်မီခဲမယ်ရီနိုဆိုလို့ရှိရင်နံပါတ်8ရိုးမှာလည်းကစားနိုင်တယ်လို့သူ့အနေနဲ့ဒါ Force 9နံပါတ် နံပါတ်9ရိုးနေရာမှာလဲကစားနိုင်နေဒါတိုက်စစ်မှုအဖြစ်လဲကစားနိုင်နေဆိုတဲ့ပုံစံမျိုးကို David Raya ကပြောကြားထားတယ်ဒါဒီလိုမျိုးစူပလာတွေစိန်ခေါ်တဲ့နေရာမှာစိတ်အားထက်သန်မှုကအရန်ကိုအရေးကြီးပြီးတော့ကျွန်တော်တို့တွေက training မှာလဲပြိုင်ဆိုင်မှုပြင်းထန်နေဒါအသင်းပေါ်တွေအဖြစ်ရှိနေတယ်ဆိုပြီးတော့ David Raya ကပြောကြားထားတယ် နောက်တဲ့တင်ပုတ်အနေနဲ့ကျွန်တော်တို့ဒါအာဆင်နယ်အသင်းနဲ့ဒါအက်တလတီကိုမက်ထရစ်ပွဲစဉ်အပြီးမှာဂျူလီယက်အေဗရက်စ်ရဲ့ဒါအင်တာဗျူးဖြေထားတဲ့အပေါ်မှာတော့ဒါဂျူလီယက်အေဗရက်စ်ကကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ဒါကျွန်တော်အာဆင်နယ်အသင်းနဲ့အချိန်ချင်းကစားခဲ့ဘူးတယ်ဒီအသင်းကဒီနှစ်ပွဲစဉ်မှာအရေးအရင်ကျွန်တော်သိခဲ့တဲ့အာဆင်နယ်ထက်အများကြီးပိုကောင်းလာပြီးတော့ သူတို့အနေနဲ့ဒါတကယ်ကောင်းတဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားပြီးသူတို့အနေနဲ့ဘာမဆိုးလုံနိုင်စွဲရှိတဲ့အတင်းတင်းဖြစ်ရှိတယ်ဆိုပြီးတော့ဒါဂျူလီယာအေဗရက်ကပြောကြားထားတယ်ဒါတစ်ဆက်တည်းမှာပဲအက်တလတီကိုမက်ထရီရဲ့နီးပြကတော့ဒါပွဲပြီးအင်တာဗျူးမှာကျွန်တော်တို့ပွဲမစခင်မှာတော့ဗျာတကယ်မလားအာဆင်နယ်အိမ်ခွင်းကိုလာတာသူတို့အနေနဲ့သုံးမှတ်ယူဖို့ပါဖို့ဆိုပြီးတော့ပြောကြားထားတယ်ဒါတကယ်တကယ်လဲကြာရော ဒါသူတို့အနေနဲ့ Lego 0ဆိုတဲ့ရလနဲ့ရှုံးနေပြီးမှတော့ interview မှာအာဘယ်လိုပြောချခဲ့လဲဆိုတော့သူအနေနဲ့ကျွန်တော်တို့ဒီအရှုံးက ကျွန်တော်တို့တူးချင်းရဲ့လိုအပ်ချက်တွေကြောင့်ရှုံးနေခဲ့တာဖြစ်ပြီးတော့ကျွန်တော်တို့တည်ထားရမှာတခုက ကျွန်တော်တို့ကစားခဲ့တဲ့အသင်းကဥရောပတဲ့ဥရောပမှာအကောင်းဆုံးအသင်းတစ်သင်းနဲ့ကစားခဲ့တယ်ဆိုတော့ကိုကျွန်တော်တို့သိထားဖို့လိုတယ်ဆိုပြီးတော့ဒါပြောကြားသွားတယ်။ဒါကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ဒီယာဒီမှာဆိုလို့ရှိရင်အကောင်းဆုံးပုံစံကြီးပြသထားတယ်။ပြိုင်ပွဲစုံမှာဒါပေးဖို့၃ဂိုးပဲရှိတဲ့အထိကိုနောက်တန်းကကျစ်လက်ခဲ့တာ။ဒါဒီကနေ့ညနေမှာဆိုလို့ရှိရင်ဒါအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါချီကျူးထောက်ခံပြုထားတဲ့ဒါသတင်းသတင်းတွေက တောက်လျှောက်တက်နေတယ်။ဒီဖီလင်းကြီးကတကယ်ကို ကောင်းတဲ့ feeling ကြီးပြဒါကျွန်တော်ဆိုလို့ရှင် Arsenal ပြိတ္တတယောက်အနေနဲ့ဒါဒီသတင်းတွေကိုမြင်လာတဲ့ရဲ့အချိန်တိုင်းမှာအချိန်တိုင်းမှာကျွန်တော်အနေနဲ့အယံကို on fire ဖြစ်တယ်ဗျာဒီလာပြောတဲ့ကျွန်တော်ညီကိုတွေလည်းဒီလိုမျိုးကျွန်တော်လိုမျိုးခံစားနေရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီ feeling ကတော်တော်ကိုကောင်းတဲ့ feeling တစ်ခုပဲဗျ။ဒါပြောရပြီဆိုလို့ရှိရင်တကယ်ကိုဟိုတိတ်ပြီးဟိုဘယ်လိုပြောမလဲချီးကျူးချစ်စရာအကောင်းဆုံးတစ်ခုကကျွန်တော်တို့ Arsenal အသင်းကဒါဟို စပိန်အသင်းနဲ့ဗောလေဒါစပိန်အသင်းခုနှစ်သင်းနဲ့ဒါရင်ဆိုင်ကစားခဲ့တဲ့နေရာမှာကျွန်တော်တို့ကရှုံးပွဲမရှိထားသေးဘူးဗျဒါဒီရလက်ကလည်းတကယ်ကိုစိတ်ကျဉ်နေဆဲရလက်တစ်ခုဖြစ်ပြီးတော့ကျွန်တော်အာဆင်နယ်အသင်းနေနဲ့ဒါဒီချိန်မှာတော့လုံးဝ on fire ဖြစ်နေတယ်ဒါပြောရဆိုလို့ရှိရင်အခု Champion League မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒါအဆင့်3နေရာမှာ5ကွာဟာချက်တွေနဲ့ရက်တီနေပြီးတော့ ါ acidic က PSG ကလည်းဒါကိုမှတ်ပဲရရှိထားတာဗောလေဒါကျွန်တော်တို့ရဂိုးကွာချက်နေတာအဆင့်3မှာယက်တီနေတာဒါကျွန်တော်တို့ Premier League မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ Arsenal အသင်းက acidic မှာယက်တီနေတယ်ဒါ acidic က Man City ကိုကျွန်တော်3မှတ်ဖြတ်ထားနိုင်ပြီးတော့အဲ sorry acidic ဟုတ်တယ် အဆင့်2ကမန်စီးတီးကို3မှတ်ဖြတ်ထားနိုင်ပြီးတော့ဒါအဆင့်3ကဒါလီဗာပူးကိုတော့ကျွန်တော်တို့က4မှတ်တိတိဖြတ်ထားနိုင်တဲ့အထီကိုဒါပရီးမီးယားလိမှာလည်းကျွန်တော်တို့ကတော်တော်လေးကိုအခြေအနေကောင်းနေတာကျွန်တော်ဒီအာဒီမှာကျွန်တော်အာဆင်နယ်အသင်းနဲ့ကျွန်တော်ပြိသက်တီထင်ထားတယ်လို့ပဲကျွန်တော်ပြိသက်တီမျော်လင့်တယ်လို့ပဲဒါကြည့်မာတဲ့ super la အောင်မြင်မှုတစ်ခုခုရဖို့ဆိုတာက တော်တော်လေးကိုနှီးဆက်တဲ့အနေထားတစ်ခုမှရှိပြီးတော့ဒါဘောလုံးဝေဘန်သုံးသက်သူတချို့ကလည်း Arsenal အသင်းကဒီယာဒီမှာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကိုဒါလက်ဝယ်ပိုင်ဆိုင်ထားတယ်ဆိုတော့ဒါပုံစံမျိုးတွေဒါပြောရဆိုလို့ရှိရင် Champion League ကဒါအရင်တော့ကလို့ Arsenal ကဘယ်လိုပြောမလဲ ကျွန်တော်အရင်တော့ပုံစံဆိုလို့ရှိရင်အာဆင်နယ်ကချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ကိုပဲစ조사ရုံးကလာရတယ်။နောက်တစ်ဆင့်ရောက်ပြီဆိုတဲ့အချိန်မှာကျွန်တော်ကချန်ပီယံလိမှာကျွန်တော်တွေဘောင်ဝင်တန်းဝင်ဖြစ်ဖို့အတွက်အုပ်စုပွဲစဉ်တတိအားဖြင့်ဒီအမပီပွဲစဉ်တွေကိုကြော်ဖြတ်နိုင်အောင်ကျွန်တော်စ조사ရတယ်။နောက်တစ်ဆင့်ကျရင်နောက်နောက်တရသည်ကျရင်နောက်တစ်ဆင့်ထပ်တက်အောင်ကျွန်တော်စ조사ရတယ်။ဒီလိုမျိုးအစဉ်အဆက်တက်လာတာကိုကျွန်တော်ပြည်သက်တွေကလည်းမြင်တယ်။ဒါပြောရဆိုလို့ရှိရင်အာတေတာကဒီယာတီမှာ ဒါမနစ်ကထက်နောက်တစ်ဆင့်ထက်တက်မယ်ဆိုလို့ရှိရင်သေချာတယ်ကျွန်တော်တို့ကစူပလာကင်ဖို့အတွက်လက်တီအစင်သင့်ပြင်ထားဖို့ပဲလိုတော့မယ့်နေသားတစ်ခုကိုရောက်နေပြီလို့ကြောက်နေတယ်မြင်းနေကြောက်ညူကိုရောဘလို့ထင်လဲကျွန်တော်တို့ရဲ့အာဆင်နယ်အသင်းနဲ့မီကေအာဒေတာတဲ့တားတပည့်များကဒါဒီယာတီမှာစူပလာကင်မြောက်ဖို့အတွက်လက်တီအစင်သင့်ပြင်ထားလို့ရပြီလားဒါမှမဟုတ်လို့ရှိရင်အာဆင်နယ်အသင်းဒါဘလို့အခြေအနေမျိုးတွေမှာဘလို့ပြောင်းလဲတွေရှိသွားနိုင်မလဲငါကောမမဝင်အောင်မချက်ပေးတော့လို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်